သာမဟုတ်မွေးရသွန်းနာတွေကြောင့်ငလေတန်တဲ့ဒေသတွေမှာကုသရောဂါတွေဖြစ်ပွားနိုင်တာကြောင့်ချုပ်တင်ကောက်ကဲမှုတွေနဲ့ဂရုပြုလွှတ်ဆောင်မှုကုနာသမကလူသားချင်းစာနာထောက်ထားမှုဆိုင်ရာလုံခြုံရေးများနဲ့အရေးပေါ်ကယ်ဆယ်ထောက်ပံ့ရေးဆိုင်ရာပေါက်ဆက်ညီနိုင်ရေးမှုဖြစ်တဲ့ Stephen Fletcher ကတိုက်တွန်းပြကြခဲ့လို့သိရပါဗျ။ Stephen Fletcher ဟာ April 4ရက်နေ့မှာမြန်မာနိုင်ငံကိုရရှိခဲ့ပြီးငလေတန်တဲ့ဒေသတွေမှာအကူအညီများပေးရနိုင်မှုအတွက်ကွေးစည်းလည်လာမှုတွေပြုလုပ်ခဲ့သူဖြစ်ပါတယ်။ Stephen Fletcher ကငလေတန်တဲ့ဒေသတွေမှာ ည်သူတွေဟာအပြည့်အစည်တွေကြောင့်လမ်းတွေအပအဝင်အဆောက်အဦတွေပြင်းမှမှအိပ်စက်နေရပြီးငလင်တန်သေးဒေသတွေမှာနေရာတည်ရဲ့ပြင်းထန်တဲ့အပူချိန်ကျရောက်နေတဲ့ကြားကချိန်ခါမဟုတ်မွေးရသွန်းလိုက်တာကြောင့်ကာလဝန်ရောဂါလိုဆက်ရောဂါတွေကူးစက်ကြမ်းမမှုဖြစ်လာနိုင်တယ်လို့သူတင်ကာကွယ်ရေးလုပ်ငန်းရှင်တွေကိုထိထိရောက်ရောက်လှုံ့ဆော်တင်တယ်လို့အရေးပေါ်ခလုံးနေထိုင်နိုင်တဲ့ယာယီရွက်ပြင်းတဲ့တွေနဲ့အခြားခလုံးစရာနေရာတွေဖန်တီးပေးဖို့နဲ့တန်ရှင်းတဲ့တောင်းတုံးရရအောင်လှုံ့ဆော်ပေးဖို့လိုအပ်တယ်လို့ပြောကြားခဲ့တာဖြစ်ပါတယ်။ငလင်တန်သေးဒေသတွေအတွက် ်မြို့သမကအဖွဲ့ဘက်ကအမေရိကန်ဒေါ်လာ၉သန်းနဲ့ညီများတဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအရေးပေါ်ကူညီတွေပေးရသွားမယ်လို့သိရပါတယ်ရှင်။